မြန်မာအမျိုးသမီးတွေရဲ့ဘဝဖွံ့ဖြိုးတိုးတက်ဖို့အတွက်နိုင်ငံတော်အဆင့်ချမှတ်လှုပ်ဆောင်နေတဲ့ဆယ်နှစ်တာမဟာဗျူဟာစီမံကိန်းအကြောင်းဆွေးနွေးခဲ့မှာဒီမဟာဗျူဟာစီမံကိန်းကိုအကောင့်အဖော်ဆောင်ရွက်ရမှာရှိနေတဲ့စိန်ခေါ်မှုတွေအားနည်းချက်တွေလိုအပ်ချက်တွေကိုအခုဆွေးနွေးပွဲဒုတိယပိုင်းမှာကြီးကြပ်ရမှာဖြစ်ပါတယ်ရှင်။ မလေးတို့ဒီအမျိုးသမီးအဖွဲ့အနေနဲ့လည်းပေါ့နော်ဝန်အနေနဲ့လည်းလုပ်နေရတာရှိတယ်ဆိုတော့ခုနပြောတဲ့ Nest Bolia ကဏ္ဍတွေကိုအစိုးရနဲ့ပူးပေါင်းဆောင်ရွက်တဲ့နေရာမှာပေါ့နော်ညီမလေးတို့ကတော့အများသောအချင်းကတော့ဒီရက်ရွာနဲ့ပို့ပြီးတော့မှပို့ပြီးနီးဆက်တယ်ပေါ့နော်အဲ့တော့ရက်ရွာနဲ့ပတ်သက်ပြီးတော့အခက်ခဲတွေပေါ့နော်သူတို့ရဲ့အခက်ခဲတွေပြီးတော့ညီမတို့ရဲ့အခက်ခဲတွေဒါတွေရှိတယ်လေပေါ့နောက်ထပ်ပြီးတော့ဘယ်လိုအခက်ခဲတွေထပ်ပြီးကြုံတွေ့ရသေးတာရှိလဲ အခက်ခဲလို့ပြောနိုင်တော့ကျမတို့နှစ်ဖက်စလုံးမှာတော့အများကြီးပဲပေါ့နော်ဆိုတော့ကျမတို့ဒီ Nan Sport ဆိုရဲဒီနိုင်ငံတော်အဆင့်စီမံကိန်းကိုကျမတို့ဒီအာ DSW နဲ့ကျမတို့အစိုးရဖွဲ့စည်းပြီးကျမတို့ CS ကိုတော်တော်များများနဲ့ကျမတို့အတူတကောရေးဆွဲပြီးတော့လုပ်ခဲ့တာပေါ့နော်ကျမတို့ CS ဆိုရဲအနေနဲ့ဆိုလို့ရှိရင်တော့ကျမတို့ community တွေအားလုံးကိုဟိုဘယ်လိုပြောလဲဒီ awareness တွေအသိပညာပေးတာတွေလုပ်လို့ရတယ်လွယ်လွင့်တကူလည်းဖြစ်နိုင်ဒါပေမဲ့ကျမတို့ကနိုင်ငံ ံတော်ကနေအစိုးရတရက်ကနေပြီးတော့ ခန့်အပ်ထားတဲ့အစိုးရဝန်ထမ်းတွေကိုကြတော့ကျမတို့ကအသိပညာပေးဖို့အတွက်ကြတော့ကျမတို့မှာအစင်စင်အခက်ခဲတွေတွေ့ရတယ်ပေါ့နော်သူတို့ကိုကျမတို့ဖိတ်ကြားပြီးတော့အရင်ပေးမယ်လို့လုံလိုက်ပြန်ရင်လည်းဘာပြန်တွေ့လဲဆိုတော့ကျွန်တော်တို့ကတာဝန်နဲ့ဝတ္တရားနဲ့အချိန်မပေးနိုင်လို့ပါအဲ့တော့အပေါ်ကိုစတင်မှာအဲ့ဒီအပေါ်ကနေတခါပေါ်တင်မှာ အပေါ်တင်မှာအပေါ်ဆုံးရောက်အဲ့လိုမျိုးတွေနဲ့ပေါ့နော်ကျမတို့ကတန်တရားလဲနေတာပေါ့နော်အဲ့ဒါဟိုဘက်နဲ့ဒီဘက်နဲ့အခက်ခဲတွေပေါ့နော်ဥပမာဆိုရင် 家人嘛，有有。 ဘယ်လိုပြောမလဲ gap ဖြစ်နေရဟိုဘက်နဲ့ဒီဘက်နဲ့ကြားထဲမှာရှိနေတဲ့အခက်ခဲတွေပေါ့နော်ခုနကတော့ရည်စရာလုံလုံနဲ့တကယ်တမ်းကျတော့လည်းရည်စရာမကောင်းဘူးပေါ့နော်ဟုတ်တယ်အော်သူတို့တွေမသိနေဘူးဆိုတော့စိုးရိမ်မှုကောင်းတယ်ပေါ့ဟုတ်ကဲ့ဆရာမကြီးတကယ်ဟိုလက်ရှိအခြေအနေကတော့ဒီလိုမျိုးဖြစ်နေရပေါ့နော်ခုနကတော့မဟာမဟာပြူဟာစီမံကိန်းကြီးရလဲအမျိုးသမီးတွေအတွက်ကလည်း imminent ကိုကောင်းတဲ့စီမံကိန်းပေါ့တကယ်ကိုအကောင့်ထဲပေါ်ဖို့အတွက်လည်းလိုအပ်နေပြီဆိုတော့ပြည်သူလူထုတွေမော်ဆရာမတို့ရဲ့ဝန်ထမ်းတွေပေါ့ဒီ next boss ဆိုတာပါလဲ CEO ဆိုတာပါလဲသိဖို့ဆိုလို့ရှိရင်ပေါ့နော်ဒီအစိုးရဒီဝန်ကြီးဌာနအနေနဲ့ ဲ့ဆေးမောဝင်ကြီးဌာနအနေနဲ့ဘာရီများရှေ့ဆက်ပြောမလုပ်သွားဖို့ရှိနေလဲရှင်အခုလက်တလုံးမှာပေါ့နော်ကျမတို့ကဒီနှစ်ပေါ့2016ခုနှစ်မှာဝင်ကြီးဌာန73ခုကိုကျမတို့ဟိုတွားပါတယ်အရင်တော့ဆိုလို့ရှိရင်တော့ကျမတို့ဆောင်ရက်တဲ့နီလန်းပေါ့နော်နီလန်းကိုကျမတို့ပြောရမယ်ဆိုရင်ရခိုင်ကဘယ်လိုလုပ်လဲဆိုရင်စီဝေးတစ်ခုကျင်းပတယ်ကျင်းပရင်ဝင်ကြီးဌာနတစ်ခုက3ယောက်စီပေါ့နော်ကျမတို့ဖိတ်ပြီးတော့ အဲဒီ nestball ဆိုတာက sido ဆိုတာပါလေဆိုတော့ကျွန်တော်ကအဲ့လိုမျိုးအသိပညာပေးပါတယ် awareness တွေပေးတယ်သူကိုနည်းနည်းပေါ့နော်အဲ့အခါကျတော့ကျွန်မကတို့ကပြန်ပြီးတော့ဒီလိုပေါ့နော် အခုဆိုရင် sido ကိုလက်မှတ်ထိုးထားတာလဲ16နှစ်ကျော်ပြီအနည်း20ဒီထဲထဲရောက်လာပြီဆိုတော့ဆယ်စုနှစ်နောက်ခုတော့ရှိပြီမတိကြသေးဘူးဆိုတဲ့ဟာလေးရှိတဲ့အခါကျကျွန်တော်တို့ဒီဟာလေးကိုအသိပညာပေးလုပ်တဲ့အခါမှာ ဒီဝန်ကြီးဌာနတွေကျမတို့ရဲ့ target group ကတော့ကျမတို့ကဒီ account ထဲပေါ်မဲ့ဝန်ကြီးဌာနတွေကဝန်ထမ်းတွေတိဖို့အဓိကပဲ2023မှာရေးဆွဲခဲ့ပြီးပြီ launch လုပ်ပြီးပြီတခါတည်း launch လုပ်ရင်းနဲ့လေရေးသားရေးထဲမှာလည်းဘယ်သူတွေပါလဲဆိုလို့ရှိရင်ဆက်ဆက်တဲ့ဝန်ကြီးဌာနတွေပါတယ်ပါခဲ့တယ်အဲ့ဒီကလေးကလည်းကျမတို့တခါတည်းအကုန်လုံးပေါ့နော်ဘယ်ဟာပတ်သက်ပြီးမှအကုန်လုံးသူတို့ပါခဲ့ပြီးမြဲအဲ့လိုပေါ့ဝန်ကြီးဌာနတွေကိုဖိတ်တဲ့အခါကျ၃ရက်စီနေရတယ် အဲ့တော့ကျမတို့ကပြန်ပြီးတော့စဉ်းစားတယ်ဒီလောက်ပေးတာလေပေါ့နော်ဟိုမကြခဏပေးတယ်လေမလုံလောက်နိုင်ဘူးပေါ့အဲ့တော့ကျမတို့ကကိုယ့်ရဲ့နီလောင်းကိုပြောင်းမှပဲဆိုပြီးတော့အခုဝင်ကြီးဌာနတွေစီကိုကျမတို့ကတွားတယ်ဟုတ်ကဲ့တွားတဲ့နေရာမှာကျမတို့က UNFPA နဲ့ပေါ့နော်အဲပြီးတော့အခုဆိုလို့ရှိရင်ဟို NGO ကြီးကြီးပေါ့နော် Gender Group နဲ့ကျမတို့ကပူးပေါင်းလို့တွားတယ် ျမတို့ရဲ့ voice ကိုလည်းသူတို့ကြားတယ်လို့ဒီ CSO တွေဘက်ကရဲ့ voice ရဲ့ international ရဲ့ voice ရဲ့ပါအောင်လို့ကျမတို့သုံးခုပေါ့နော်စုပြီးတော့တွားတယ်တွားတဲ့အခါမှာဝင်းကြီးဌာနတစ်ခုဝင်လိုက်လို့ရှိရင်ကျမတို့အနည်းဆုံးအနည်းဆုံးအယောက်90ရတယ်။အယောက်90ရတဲ့အတွက်ကြောင့်မို့လို့ကျမတို့ဒီထက်ကနေမသိဘူးဆိုတာမျိုးမရှိရလေအောင်ပေါ့နော်။တချို့ဝင်ကြီးဌာနတွေဆိုအရန်စိတ်ပါဝင်စားတဲ့အတွက် လူကြီးတွေအားဆက်လာပြီးတော့နားထောင်ကြည့်ကြပါလေပေါ့နော်ဒါတော့ဝင်ကြီးဌာနတွေကိုကျွန်တော်တို့ဝင်နေတဲ့နီလမ်းပေါ့နောက်တစ်ဖက်ကကျွန်တော်တို့ကဒီပြည်နယ်နဲ့တိုင်းပြည်နယ်နဲ့တိုင်းမှာတကယ်လက်တွေ့အကောင့်ထဲပုံပြကြတာတကယ်ပြည်နယ်နဲ့တိုင်းမှာဒီကျွန်တော်တို့ဒီ stakeholders level ဒီမှာဆိုလို့ရှိရင်ဟိုပေါ့နော်ဒီအကောင့်ထဲတစ်ခုခုအကောင့်ထဲပေါ်ဆောင်ရွက်မယ်ဆိုလို့ရှိရင်သူတို့တွေ gender concept ကနေကြည့်တတ်ဖို့ပေါ့ အဲ့ဒီ concept တွေကိုလည်းကျွန်တော်တို့ထည့်သွင်းပြရပါတယ်။ဟိုသွားတာနဲ့ nespor ဆိုပြီးတော့အဲ့လိုမျိုးပြောလို့မရဘူး။ sido ဆိုပြီးတော့ပြောလို့မရဘူး။ကျွန်တော်တို့ကကြံတဲ့အခြေခံနဲ့ပြောရတဲ့အခါကျတော့တဖြည်းဖြည်းနဲ့မှဆွဲယူပြောရတဲ့ဟာတွေရှိပါတယ်။အဲ့တော့ဒီတော်တော်များများလေးစိတ်ပါဝင်စားကြတာကိုကျွန်တော်တို့တွေ့ရှိရပါတယ်။ အဲအခုပြည်ပနဲ့တိုင်းတူလဲသွားဖို့အစီအစဉ်ရှိတယ်ဒါကတော့2019မှာပေါ့နော်အခုဒီ2016အကုန်အထိကတော့ကျမတို့ဆွဲထားတာတော့ဝင်ကြီးဌာန73ခုပါရှင့်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ခုနကညီမလေးထောက်ပြထားတယ်ဟိုဝန်ထမ်းတွေလည်းသိဖို့လိုနေပြီဆိုတော့ဆက်ဘလို့စတင်ပြီးတော့စ조사နေပြီဆိုတော့ကျမတို့မျှော်လင့်ချက်တော့ရှိနေပြီပေါ့နော်တဖြည်းဖြည်းတော့တိုးတက်လာဖို့အတွက်ကျမတို့ဟိုစိတ်ထဲမှာဟိုစိတ်ချထားလို့ရပြီပေါ့ဟုတ်ကဲ့အန်ဒီဟိုကအခုဆရာမလည်းရှိနေတော့ပေါ့နော်အန်ဒီတို့ဒီဝင်းဝင်းအနေနဲ့လည်းတကယ်ကိုဒီရက်သေးရွာတွေက မျိုးသမီးတွေထိတွေ့နေတဲ့အတွက်ကြောင့်ဟိုဒီအစိုးရဟိုကဏ္ဍတွေမှာရောဘာတွေများဒီလူမှုအဖွဲ့အစည်းတစ်ခုအနေနဲ့ပေါ့အကြံပြုချင်တာလေးတွေပူးပေါင်းဆောင်ရွက်ချင်တာလေးတွေများရှိလဲရှင်။သမီးအတည့်ရနေအကြံပြုချင်တာဆိုအန်ဒရစ်ပေါ့နော်။ဟိုအစိုးရဘက်ကနေဒီ midwife တွေပေါ့ နော်သူကထုတ်တယ်ဆိုပေမဲ့လုံလောက်မှုမရှိဘူးဟိုငါးရွာအောင်မှာသူကတရပုံအဲ့လိုချထားတဲ့အချိန်မှာအဓိကတော့တကယ်ကိုလူတိုင်းကိုမဆိုလို့ဆိုဘူးမဆိုလို့ခြင်းဘူးဒါပေမဲ့တချို့ကကြတော့ဟိုတာဝန်ခံမှုတာဝန်ယူမှုမရှိဘူးပေါ့မရှိတဲ့အခါမှာသူတာဝန်ကြားရတော့တစ်နှစ်မှတစ်ခါတော့မရောက်ဘူးဆိုတာမျိုးတွေဖြစ်တဲ့အခါမှာတကယ်လည်းအလှမ်းဝေးတယ်မိခင်နေရာမှာဖြစ်လာတယ်ဆိုတော့အမျိုးသမီးအများစုက ဒီဆေးရုံဆေးကန်းနဲ့ဒီလိုလူတွေကိုအကောရမယ်ဆိုရယ်စိတ်မရှိဘူးပေါ့အဲ့အကောစိတ်ဖြစ်ဖို့ဆိုတာကဒါအစိုးရလုံးမလည်းရတာလေဟိုဒီပညာတွေအမပေါ်ဆေးရုံကအကောချက်အောင်တို့အတွက်တွာလာခုခန္ဓာတွေမှာလွယ်ကူချောမွေ့ပြီးဘယ်ကိုဆက်သွယ်ရမလဲဘယ်ကိုတွားရမလဲဘယ်လိုလုပ်ရမလဲဆိုရယ်ပညာပေးခန္ဓာတွေကအန်ဒရိုလုံးမြောက်ပြီးဒါအစိုးရဘက်ခန္ဓာတွေလောက်ရမှာပေါ့နော်နောက်တစ်ခုပေါ့အန်ဒရိုဒီအရက်ဖက်ဖွဲ့စည်းတွေပေါ့အရက်ဖက်ဖွဲ့စည်းတွေတွားလုပ်တဲ့အခါမှာအဲ့မှာ ာဝန်ထမ်းဆောင်နေတဲ့သူတွေကစိတ်ဝင်စားမှုရှိဖို့လိုတယ်ဟုတ်ကဲ့ဘာလို့လဲသူတို့စိတ်ဝင်စားမှာအန်ဒရော့ဟိုပေါ့ training တစ်ခုပေးခဲ့တယ်ဟုတ်ပေါ့နော်ဟိုတုံးရက်တကယ်ကိုဟို peer education ရတဲ့အထိအန်ဒရော့ training တစ်ခုလုပ်ခဲ့တယ်ဒါပေမဲ့အန်ဒရော့ MNE ပြန်မလုပ်လာဘူးလုပ်နိုင်တဲ့ခါကျတော့အဲ့မှာရှိတဲ့ဝင်တဲ့ကကအန်ဒရော့နဲ့ပူးပေါင်းပြီးတော့သူကဒီကျေးရွာသူကျေးရွာသားတွေကသူအငဲထိတွေ့ဆက်ဆက်နေရတယ်။သူသာဆက်လက်ပြီးတော့လုပ်ပေးမယ်ဆိုရင်ဒီတင်တန်းတစ်ခုရဲ့အကျိုးကျေးဇူးကပြတ်မတော့ဘူး။ ေါ့အဲ့တော့အဓိကအဲ့ဒီပြောချင်တာကပူပေါင်းပါဝင်ဖို့လိုပါတယ်နောက်တစ်ခုကအစိုးရရဲ့ခန္ဓာတွေမှာပေါ့နော်အဲ့တို့ဒီရက်ဖက်အဖွဲ့အစည်းတွေနဲ့လုပ်တဲ့အခါမှာဥဆောင်မှုခန္ဓာတွေကနေပြီးတော့သွားစီခြင်းတယ်။ဘာလို့ဆိုတော့အဲ့တို့လုပ်နေတဲ့အခါမှာတော်တော်များများဖိတ်မှာ။ဟုတ်ကဲ့။ဘောပါလာ။ဟိုမဖိတ်ရင်ဒီလိုလေးပဲနေလိုက်တယ်။နောက်အဲ့တို့အဖွဲ့အားတခုပေါ့နော်။ဟို advocacy တိတ်မလုပ်ရဘူးပေါ့။ဘာလို့ဆိုတော့အဲ့တို့လာပြီးဖိတ်တာ။ဖိတ်တော့အဲ့ဘက်ခြံကတို့အကုန်လောက်ထောက်ကြရဲ့။ဒါပေမဲ့တကယ်တောင်းရင်ရှိရဲ့။ကျမရင်းနဲ့တောင်းရင်ရှိရဲ့။ ပတ်သက်တဲ့လူတွေကတခါလာချင်းဟုတ်ကဲ့အဲ့တော့ Android ပြန်သွားပြီဆိုတာနဲ့ပြီးသွားပြီပေါ့ဟုတ်ကဲ့ဆိုတော့အဲ့ဒါကြီးကဖြစ်တဲ့လို့အတိထင်တာပေါ့နော်ဟို Android ကြတော့လေတမန်ဘရာဟီတာဆိုတော့အငြင်းရမ်းကြီးစစ်ဆက်မပြတ်လို့ပြီးလို့ဆိုအနေ data တစ်ခုကို3နှစ်ထက်ကိုမလောက်နိုင်ဟုတ်ကဲ့3နှစ်ထက်ကိုမလောက်နိုင်အဲ့တော့ညီမတို့ AF အဖွဲ့အစည်းတွေကတော့ဟို ဒီအစိုးရအနေနဲ့ဆက်ပြီးတော့မှပူးပေါင်းဆောင်ရွက်မှတာနေတာဟိုတိုင်းငံလုံးလွှမ်းခြုံမှုရှိမယ်ဆိုတော့ညီမအနေနဲ့ရောဗားရင်းများဟိုထိထိထိရောက်မှုရှိအောင်လို့ပေါ့နော်ဆရာမရှိတော့လေအကြံပြုချင်တာလေးရှိလေဘာကြောင့်လဲဆိုတော့အစိုးရလည်းအခုဆိုရင်ရက်ဘက်အဖွဲ့အစည်းတွေနဲ့လည်းပူးပေါင်းဆောင်ရွက်ဟိုမှုတွေအများကြီးရှိလာပြီဆိုတော့ ကျမတို့အနေနဲ့ဆိုရင်ဒီ Nest ပေါ်နဲ့ပတ်သက်ပြီးတော့ကျမတို့ဒီအများကြီးပဲပေါ့နော် DSW နဲ့ဝင်ကြီးဌာနတွေကျမတို့ဒီလွတ်တော် level တွေရောအကုန်လုံးဒီဆရာမတို့နဲ့အတူတူတွေ့တတ်ပြီးတော့ကျမတို့ season ထားတာတွေစမန်ဂိမ်းတွေချတာတွေအများကြီးပဲပေါ့နော်ကျမတို့ဒီနှစ်ထဲမှာမှဟိုဒီနှစ်ဒီနှစ်ကုန်ပိုင်း2019ကနေကျမတို့စပြီးတော့ကျမတို့ဒီဒီအရက်ဖက် ဖွဲ့စည်းတွေအနေနဲ့ကျမတို့ DSW နဲ့ပေါင်းပြီးတော့ Naspo, Cdo, Gender အဲ့ဓာတွေကိုဒီအစိုးရ level မှာရှိနေတဲ့ဝန်ထမ်းတွေဒီဟိုပါဘောမြို့နယ် level ကဝန်ထမ်းတွေကိုလည်းကျမတို့ကအဲ့လိုမျိုးအသိပညာပေးဖို့တွေရှိရယ်ပေါ့နော်ဒီကျမတို့ network ကြီးကကြီးရယ်ပေါ့နော်ပြောရရင်တော့ network ကြီးရဲ့အဲ့အတွက်ကျမတို့ member တွေကလုပ်နေတဲ့ sector တွေက Naspo တစ်ခုလုံးပဲအကုန်လုံးကို လုပ်နေတာတွေရှိရယ်ပေါ့နော်ဆိုတော့အခါကျတော့အမျိုးသမီးနဲ့ကျန်းမာရေးအမျိုးသမီးနဲ့ပညာ ာရေးဆိုလို့ရှိရင်ကျွန်တော်တို့ပညာရေးဝန်ကြီးဌာနကိုချိတ်ဆက်ထားပါတယ်ဒီ gender ဒီ concept တွေနဲ့ပတ်သက်ပြီးတော့ထည့်သွင်းရေးဆွဲနိုင်ဖို့တင်ယူမျိုးတန်းတွေမှာအဲ့ဒါတွေကိုကျွန်တော်တို့လုပ်တယ်ပြီးတော့ကျွန်တော်တို့ဒီ child girl တွေနဲ့ပတ်သက်ပြီးတော့ရဲ့နောက် shelter တွေပေါ့နော် shelter တွေတိုးမြင့်လာဖို့အစိုးရတရက်အနေနဲ့ shelter တွေအများကြီးထားတယ်လို့မျိုးကျွန်တော်တို့လည်း CSO တွေအနေနဲ့လည်းပေါ့နော်တက်နိုင်တယ်လို့ကျွန်တော်တို့ဘက်ကနေလုပ်ပေးနိုင်ဖို့နောက်ထပ်ကျွန်တော်တို့ဒီ vow နဲ့ပတ်သက်ပြီးတော့ counseling center တွေပေါ့နော်ကျွန်တော် ရနိုင်ငံမှာအဲ့ဒီ practice အရင်နေနေသေးတယ်ပေါ့နော်။မြင့်သိဆွေးနွေးပေးဖို့တွေ psychosocial support တွေ ပေါ့နော်။အဲ့တော့ DSW ကတော့လုပ်နေတာတွေတော့ကျမတို့သိရဲအစိုးရဘက်ကလုပ်တာဒါပေမဲ့မြန်မာတိုင်းနိုင်ငံလုံးကို coverage မဖြစ်နိုင်ဘူးပေါ့နော်။ကျမတို့အဲ့ဒီဟာတွေအတိုင်းတာတွေသိရဲအတွက်ကျမတို့ရှေ့ဆက်ပြီးတော့အများကြီးလက်တွဲလှုပ်ဆောင်သွားဖို့ရှိပါတယ်လို့။ Okay. ဆရာမကြီးဆရာမတို့လူမှုဟိုဝင်လဲဟိုဦးစီးဌာနအနေနဲ့ဆိုလို့ရှင်ပေါ့နော်ဒီကနေ့ရစနေရက်လုံးအထိကိုရောက်ဖို့ဆိုတာဟိုလွှမ်းခြုံဖို့ဆိုတာမလွယ်ဘူးလေနော်အဲ့တော့ဆရာမတို့အဓိကဆောင်ရွက်နေတဲ့ကဏ္ဍ၃ခု ਨੇ ပေါ့နော်နောက်ထပ်ဘယ်အစိုးရဝင်ကြီးဌာနတွေကများထပ်ပြီးတော့ပူးပေါင်းပါဝင်ဖို့လိုသေးလဲရှင် โอเคကျွန်တော်တို့လက်ရှိပေါ့เนาะကျွန်တော်တို့လူမှုနယ်ဦးစီးဌာနအနေနဲ့အဲလူမှုနယ်ကဲဆယ်ရေးနဲ့ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေနဲ့ဆောင်ရွက်နိုင်တဲ့ကန္တာ၃ရပ်ကတော့ကျွန်တော်တို့အမျိုးသမီးနဲ့အကြံဖတ်မှုတာစီကာကွယ်ရေးကန္တာဆောင်ရွက်နိုင်တယ်အမျိုးသမီးနဲ့အသက်မွေးဝမ်းကြောင်းမှုကန္တာဆောင်ရွက်နိုင်တယ်နောက်တစ်ခုကကျတော့ဟိုပေါ့เนาะအမျိုးသမီးနဲ့တပတ် ဟိုနေမော်နော်ဟိုအရေးပေါ်အခြေအနေပေါ့နော်ဒီ disaster ဖြစ်တဲ့အချိန်မှာဆောင်ရွက်တဲ့ဆောင်ရွက်ချက်တွေတုံ့ပြန်ဆောင်ရွက်မှုတွေတော့ကျမတို့အဓိကဆောင်ရွက်နိုင်ပါတယ်အဲဒါပေမဲ့ကျမတို့မှာလက်ရှိအားနည်းနေတဲ့ဟိုနေမော်တချို့ကန္တာတွေပေါ့ဟိုစက်မိုက်ရင်းကလည်းအမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးအတွက်ကိုဟိုတားဆက်ချာဟို ပေါ့မျိုးဆက်ပွားကျမ်းမာရေးအတွက်ပေါ့သူတို့ဆောင်ရွက်နေတာလည်းရှိပါတယ်။ဒါပေမဲ့ကျမတို့ရဲ့ဒီ net spot နဲ့ချိန်မနေဘူးပေါ့နော်။ mainstreaming ဖြစ်မနေတဲ့အခါအဲ့ဒီဟာလေးတွေတော့ကျမတို့တွေ့ရှိရပါတယ်။ပြီးရဲ့အခါကျတော့ကျမတို့အဲဒီအမျိုးသမီးနဲ့စီးပွားရေးကဏ္ဍဆိုလို့ရှိရင်ဘယ်စီးပွားဘယ်ဝင်ကြီးဌာနက လိလုံနေပေါ့နော်အဲ့ဒါမျိုးလေးတွေရတယ်โอเคအဲ့ဒါအဲ့ဒါမျိုးလေးတွေရတယ်ကျမတို့မှာရှိပါတယ်ဥမာကျစ်လက်ဆိုလို့ရှိရင်ကျစ်လက်နေအမျိုးသမီးတွေအတွက်ဆိုလို့ရှိရင်ကျစ်လက်ဦးစီးဌာနကရှိနေတယ်ပေါ့နော်အဲ့အဲ့ဒါလေးတွေပြီးတော့အမျိုးသမီးနဲ့ပညာရေးဆိုလို့ရှိရင်ဒီပညာရေးဝန်ကြီးဌာနအနေနဲ့ဒီအမျိုးသမီးကဏ္ဍ ဒါကျွန်တော်ရဲ့ဝင်ကြီးဌာနဒီမှာဆိုလို့ရှိရင်တော့အမျိုးသားအမျိုးသမီးခွဲခြားထားတာမရှိဘူးသူတို့ကဟိုကဏ္ဍပြောရင်တော့မှကျွန်တော်ဒီတောင်းရင်တော့မှလုံကဏ္ဍနေပဲဟိုမှာကြားနေမှအခုနောက်ပိုင်းဆိုလို့ရှိရင်ဒီ knowledge တွေရှိလာတဲ့အခါကျတော့ဟို data တောင်းရင်တော့မှကြားနေမှနဲ့ခွဲခြားပြီးပေးလာတာပေးလာပြီးအရင်တော့ဆိုရင်ဟိုဒီရွာမှာလူဘယ်နှဦးရှိတယ်လဲဆိုရင်အဲလူရေ3200ရှိရဲ့ဒါပေမဲ့ကြားမှခေါ်ပြထားခြင်းမရှိဘူးအခု ရင်ပေးတဲ့အခါကျတော့ကျမတို့ data တွေကောက်တဲ့အခါကျထွေအုပ်တွေမှာပါဒီထွေတွေအုပ်ချုပ်ရေးဦးစီးဌာနတွေမှာပါဒီ knowledge တွေရှိလာတယ်ရှိလာတဲ့အခါကျတော့ကြားဘက်တော့ဦးမဘက်တော့ဦးခလေးဘက်တော့ဦးဆိုတော့ပတ်ဘိုးကူညီရတဲ့လူတွေအတွက်လည်း ပြန်ပြေးသွားပါတယ်အဲ့ဒါတော့နောက်ပိုင်းကျရင်တော့ဒီထက်ပေါ့နော်ဒါကျမတို့အခုစရွေ့တဲ့အရွေ့မှာတော့အရွေ့မှာတော့ဟိုနည်းနည်းလေးတော့ရွေ့လာပြီပေါ့နော်အဲ့တော့ဒီဆက်ပြီးတော့သွားနိုင်ဖို့အတွက်ကိုဒီဝင်ကြီးဌာနတွေကလည်းဒီအမျိုးသမီးနဲ့ပတ်သက်ပြီးတော့ခွင့်ပြုတုတ်တက်ရေးတွေနဲ့သွားမယ်ဆိုရင်ဟိုတိချဘတ်ဂျက် ထားပြီးဖို့တော့လိုပါတယ်ဟိုတောင်းခံဖို့လည်းလိုပါတယ်ဒီဥပမာ ကျမတို့ဝင်ကြီးဌာနအနေနဲ့ကြတော့အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးကျမဦးဆောင်နေပေါ့နော် အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာနခွဲရှိရဲ့ကျန်တဲ့ဝင်ကြီးဌာနတွေမှာအဲ့လိုမျိုးရှိမနေတဲ့အခါကြတော့ခုနကတော့ gender focus person တွေကိုပဲကျမတို့က request လုပ်ရတာပေါ့နော်ဒီ gender budget တင်းရှိနိုင်ဖို့အတွက်ဝင်ကြီးဌာနတိုင်းကပေါ့နော်အဲ့တော့မှ implementation အပိုင်းမှာပို့ပြီးတော့အကောင်းလာမှာဖြစ်တယ် ဒီလက်ရှိမှာတော့ဆရာမတို့အနေနဲ့စာဝင်ကြီးဌာနတွေကပါလာအောင်ဘူပေါင်းဆောင်ရွက်လာအောင်ဆွဲခေါ်နေတယ်လို့ဟုတ်ကဲ့ပါရှင်ဟုတ်ကဲ့တော်တော်လေးနည်းနည်းဆိုရင်ဘယ်လိုလဲဖြေကျွန်တော်တို့လူသမီးတွေဒီထပ်ပို့ပြီးတော့မှလုံခြုံစိတ်ချဆိုတော့သွားလာနိုင်ပြီပေါ့နော်ဟုတ်ကဲ့ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဟိုကအန်တီနေနဲ့အောင်ပြဆက်ခွင့်ဆက်ရှိတယ်ဒီကတော့ဒီလိုပြည်သူတယောက်နေနေပေါ့နော်အလူလူသမီးတွေဘာလို့ ဒီကျမရေးအဆင့်တန်းနိုင်ကြနေတယ်ဆိုတော့အဓိကက knowledge ဒီ knowledge ကိုဖြန့်ဝေဖို့ကအလို့ဒီအရက်ဖက်တွေဘယ်လိုပဲလုပ်လို့အစိုးရကတော့ဥဆောင်ပေးမယ်ဆိုပြီးပုံပြီးအောင်မြင်နိုင်လို့အဲ့ဒီနည်းအဲ့ခဏတွေကိုလည်းဥဆောင်ပေးစေခြင်းတည်းနောက်တစ်ချက်ကပေါ့အတို့ကိုပတ်သက်မကုန်တဲ့အိစားတွေပေါ့နော်ပတ်သက်မကုန်ရင်းနဲ့တို့ဒီအဆင့်ဆင့်ရသွားဖို့ဟာဆိုရင်ဒီချင်းရတရားမှာဆိုရင်ဒီအမျိုးသမီးတွေ ကိုပြန်ပြီးတော့ပညာဖြန့်ဝေနိုင်တဲ့နေရာမျိုးပေါ့ shelter လို့နေရာမျိုးလေးကိုဆပ်ဖို့ပေါ့ဆပ်ဖို့ဆိုတာကြီးကြီးကျယ်ကျယ်မဟုတ်ဘူးတို့တွေညနေဆိုတွဲဆုံဆွေးနွေးလို့ရတယ်ပြန်ပြီးတော့ဒီ mid bike ဟာလည်းဖြစ်ဖြစ်ပေါ့နော် share လုပ်လို့ရတယ်အဲ့လိုနေရာလေးတွေဖြစ်ပေါ်လာဖို့ဆိုတာက Android အင်ကလည်းလုံးလုံးမရဘူးရှင်ဟိုအစိုးရကလည်းဒါတွေကိုပေါ့နော်ဟိုလှုပ်ဆောင်ဖို့တွန်းအားပေးပြီးတော့ဥဆောင်စေခြင်းတယ်ပေါ့နောက်တစ်ချက်က Android ဒီဟိုအမျိုးသမီးတွေကအများစုတည် ကိုယ့်ရဲ့အခွင့်အရေးလည်းမသိဘူးကိုယ့်ရဲ့ရပိုင်ခွင့်လည်းမသိဘူးကိုကိုကိုဘယ်လိုကာကွယ်ရမလဲဆိုတာလည်းမသိဘူးအဲ့ဒီအသည့်တွေရဖို့ဆိုတာကလည်းဒီအရက်ဖက်ဖွဲ့စည်းဘလိုပဲလုပ်လို့ပေါ့လုပ်တဲ့စားနေရအနှံ့အုံဖြစ်လာတယ်ဟုတ်ကဲ့အဲ့တော့အစိုးရပိုင်းကသာဥဆောင်ပေးရင်အရက်ဖက်ဖွဲ့စည်းတွေကလည်းဝိုင်းကုပ်ပေးမှာပဲအဲ့တော့အမျိုးသမီးဖွံ့ဖြိုးတိုးတက်ဖို့ဆိုတာကအစိုးရရောအရက်ဖက်ကောပြည်သူရောပြည်သူတို့ရောရွေးပါတယ်ဟုတ်ကဲ့ ကဲအခုလိုပြည့်ပြည့်စုံစုံဆုံးနေပြီးသားတဲ့အန်ဒီရုံးနေရကဟိုပါအမရောဆရာမရောကျေးဇူးပြန်ရင်တင်ပါတယ်လို့ဟိုကြည့်ရှုနေတဲ့ပြည်သူလူထုကလည်းဒီဒီဆရာမတွေဒီညီမတွေပြောသွားသလိုပဲပူပေါင်းဆောင်ရွက်မှာပါလို့ထုတ်ခဲ့ဒီတင်ပါတယ်ဒီတင်ပါတယ်